မင်္ဂလာပါနေတဲ့ channel မှာပြန်လာကြိုဆိုရတယ်ဒီနေ့တင်ဆက်ပေးမှာတော့ဒါကိုအမင်းအရှိသင်းဒါနာကဒါသူတို့ပြောထားတဲ့ပြောတော်လိုင်းသမားတွေကပြည်ရင်းအခြေခံလူတန်းစားလူတန်းစားကိုပြစ်မှတ်ထားလာတယ်ဒါပြူပြဿနာရှာလာပြီတော်လိုင်းကြီးကလည်းပြီးဆုံးသွားပြီဟိုယူကောက်ပွဲလည်းနှီးလာပြီတော်လိုင်းပြီးဆုံးသွားပြီဆိုတော့ပြည်ရင်းအခြေခံလူတန်းစားတွေကိုပြစ်မှတ်ထားလာတဲ့အကြောင်းလေးပေါ့ဒါကိုယ်က ဟိုမင်းပြောပြောထားတာလေးပေါ့ဒါလေးနည်းနည်းစင်ကျင်သုံးသပ်လို့ရအောင်လို့ပြဆက်ပေးရပါနားစင်ကြည့်ပါဦးမိရာတို့မလုပ်လို့မရမိရာအန်တို့မလုပ်တယ်ဆိုတာလေကျွန်တော်တို့ဘက်မှာမှန်ကန်တဲ့အချက်လက်တွေရှိပြီးသားပဲဗျာကျွန်တော်ပြောချင်တာဒီမှန်ကန်တဲ့အချက်လက်တွေပေါ်မှာဟာလာပြောရရင်ကဘာလဲစောင့်ကြည့်နေတယ်ဒီလာရီကိုကျွန်တော်တို့ကကဘာကြီးကိုပေါက်နိုင်တဲ့လမ်းကြောင်းတွေရှိတာပဲ ဒါရင်တစ်ဆင့်ကျွန်တော်တို့ကအမြဲမပြတ်တင်ပြနိုင်နေအပြင်းရှိရဘာလို့နိုင်ပါလဲကျွန်တော်ပြောချင်တာပြောချင်တာအဲ့တော့ဟိုပြောရရင်တော့ကျွန်တော်တို့ကဒီလိုကိစ္စမျိုးတွေမှာပွင့်လင်းမျက်နှာမရှိဘူးဥပကပြန်လုပ်တာအကောင်းဆုံးပဲကျွန်တော်တို့ပြောချင်တာဘာလို့လဲတော့နိုင်ငံတကာရဲ့သဘောကတော့ဗန်နေသူတို့ကပို့ကိုအရှင်ဘေးကို reaction ပြန်ပေးရတယ် ဒါမှကသူကတောင်းတတယောက် deal ဖြစ်ပြီးတော့ဟုတ်လားမင်းတို့လိုချင်တဲ့မင်းတို့ပြောနေရတဲ့ဒါတွေမဟုတ်ပါဘူးခင်ဒါမျိုးတွေကျွန်တော်တို့ပြန်ဖြေရှင်းဝင်ရမှာသူတို့လည်းစိတ်ဝင်စားတယ်ကျွန်တော် reaction ပြန်မတော်တဲ့ခါကျရင်သူတို့ချွတ်ဆွဲချက်တွေအောင်မင်းတို့ accusation တွေကဟုတ်တယ်ဆိုတဲ့ပုံစံဖြစ်သွားနိုင်တယ်နော်ဒါဒါကြောင့်ကျွန်တော်တို့ကပြန်ရှင်းတဲ့အခါမှာလည်းအခုလိုချင်ညာချင်းထုတ်ပြီးရှင်းတာလည်းကောင်းပါတယ်သူပြင်မယ်ခုနပြောလို့ပေါ့အဲကျွန်တော်တို့ဘက်မှလည်းထားအောင်ကျွန်တော်တို့ဘက်မှဆိုနိုင်ငံတော်ဘက်မှလည်းဒီ English ဘာသာစကားနဲ့ထုတ်ဝေတဲ့ press တွေရှိတာပဲသတင်းစာတောင်တွေရှိတာပဲဟလာဒီဟာတွေနဲ့ကျွန်တော်တို့ကဒါတွေကိုတကယ်နိုင်ငံတော်အဆင့်သတင်းစာတွေဖြစ်လာအောင်ဖန်တီးပြီးတော့ကျွန်တော်တို့ကဒါတွေနဲ့ကမ္ဘာကြီးကိုကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားတွေဘယ်တော့ရုန်းကန်နေရတယ်မြန်မာနိုင်ငံထဲမှာရှိတဲ့အစိုးရဘယ်တော့ရုန်းကန်နေရလဲဆိုတော့ကမ္ဘာကြီးကတိတော့ကျွန်တော်တို့ကတင်ပြရမယ်တစ်ချက်ထဲနဲ့တော့ဟုတ်တယ်ရောအေးရောဒီလိုတော့မဖြစ်ဘူးပေါ့ဗျာကျွန်တော်တို့က တကယ်ကိုဒီဇိုင်းမမနဲ့ပုံမှန်လုံးဆောင်နေရမှာပေါ့နော်ကျွန်တော်ပြောချင်တာဇိုင်းမမနဲ့ပုံမှန်လုံးဆောင်နေရမှာဆိုတော့ဒါမှသာဟိုအရာလေတိနေမြင်မယ်ကျွန်တော်ပြောချင်တာနော်အဲ့တော့ဒီဓာရီကအရန်တိနေရှာနေ sensitive ဖြစ်တဲ့ issue တွေအဲ့ဒါကိုကျွန်တော်တို့ကအော်ဘလို့ခေါ်မလဲဒါကြီးကျွန်တော်ပြောရင်ဒါကျွန်တော်ကဘယ်လိုအကြံပြုတာနော်ကျွန်တော်ဆရာကြီးလုပ်နေမှာမဟုတ်ကျွန်တော်ပြောချင်ကျွန်တော်တို့ကဒီသတင်းသုံးသပ်ချက်လေးတွေမှာအကြံပြုချက်လေးကိုကျွန်တော်သိတာလေးကိုဒါရှောက်ပြောတာပေါ့ဒါတော့ပြောရရင် ဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ဟိုဟိုပြည်သက်တွေအတွက်တချို့ဟာလေးပေါ့နည်းနည်းကျွန်တော် knowledge လေးတစ်ခုနှစ်ခုရရင်လည်းဒါမဆိုးဘူးဗျာဒါမျိုးလေးကိုကျွန်တော်အဲ့လိုမျိုးကအဲ့တော့ကျွန်တော်တို့ကဒါတွေကိုဟိုဟိုတုံ့တုံ့ပြန်ရမယ်တုံ့တုံ့ပြန်ရမယ်ဟိုတချို့ကိစ္စတွေမှာတစ်ဖက်ကဆွဆွဲမှတုံ့ပြန်တာလည်းဆိုင်ဒီလိုပိုးတွေကကျွန်တော်တို့ကအများနဲ့ရှိဖို့လိုတယ်เนี่ยชีวิตหนูเลยเนาะบลูคอมเนี่ยดิลงตมะเนี่ยตั้วละนินถ่ายหมู่ดิสาตอกหมู่ดิ အဲ့တော့ရဲ့ဝန်ထဲနေလောသမားနဲ့လှုပ်ရှင်ကြားမှာဆက်ဆံမှုတွေလောသမားလှုပ်ရှင်ဆွေးရကြားမှာဆက်ဆံမှုတွေ DI ရဲ့ကျွန်တော်တို့ကပြဿနာဖြစ်လာမှထုတ်ပြတဲ့ဆိုင်အမြဲပုံမှန်ဒီလိုလူတွေတိနေဖို့လို့နော်ပြည်သူလူထုတိရလုံးနိုင်ငံတကာဒါလို့နေတိနေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်။ဒါကြောင့်လို့ဒီလိုတုံ့ပြန်တာတွေကောင်းပါတယ်။ဒါမျိုးပြပတော့ဘယ်လိုပဲဖြစ်ဖြစ်ခုကတို့က high power မရတော့ဘူးဒါကထားတော့လန်းနဲ့ချတာထိန်းချောက်တာတိုက်ခိုက်တာတွေမရတော့တဲ့အတွက် ကျွန်တော်တို့ soft power ဘက်ကိုပြောင်းလာနေတယ် soft power တော့ဥပမာပြင်တပိန်းပေါင်းတာတွေဆန်ရှင်လောက်ခိုင်းတာတွေပြုတ်ပေါ်ပြန်တက်လာတော့ဟာပြီးလို့ရှင်ဟလာပုံစံမျိုးမျိုးပေါ့ဗျာအဲ့ဒီအကုန်လုံးကလည်းအဓိကပထမဆုံးထိမဲ့လူကအခြေခံလူတန်းသားတွေထိမှာအခြေခံလူတန်းသားတွေထိမှာဒါကြောင့်မို့ကျွန်တော်တို့ကပါလဲဆိုတော့အခြေခံလူတန်းသားတွေကိုလည်းဒါတွေမြင်အောင်ပြောရမယ်နောက်တစ်ခုကနိုင်ငံတကာကလည်းဒီဘက်မှာအစိုးရရဲ့လုံဆောင်ချက်တွေအစိုးရအနေနဲ့ဘယ်လောက်ရုံးကန်နေရလဲဆိုတာတွေကို ကျွန်တော်တို့ကမြောင်ပြဖို့လိုတယ်မြောင်ပြဖို့လိုတယ်တပတ်ကအဆူရောဘေးဘေးနဲ့တကောင်လေဟတ်လာဟတ်ပါဝါလုံးလို့မရတဲ့အတွက်ကျွန်တော်ဒီ soft power ဘေးဘေးပြောင်းလာလိမ့်မယ်ဟတ်ပါဝါတော့တဲ့ရလွယ် soft power တော့ကျွန်တော်တို့ကတယောက်တစ်ယောက်ပညာကစားတာဖြစ်တဲ့အတွက်ဒီကတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုဘယ်သူတောင်းလဲဆိုတာဒါတော့လည်းဖြစ်ရမှာနော်အဲ့တော့ဒါမျိုးပါအဲ့တော့ကျွန်တော်တို့ကအတိတ်ကအဖြစ်ခုနပြောလို့ မီဒီယာအတုမှုနဲ့ဟိုတော့တော့ပို့ပြီးတော့ဒါရကမ္ဘာကမြင်နိုင်တယ်ဒါအဲ့လိုပြောလို့ပဲအဲကျွန်တော်ကတုံးသက်ပြလို့ပဲဒီပြဿနာကြီးကအဓိကအဖြစ်တကယ်ထိခိုက်သွားမှာကအောက်ခြေလုံးသမားလေးဖြစ်တယ်လို့နော်ကျွန်တော်ဒါလေးကိုပြောချင်တယ်လုံးသမားလေးအနေနဲ့လည်းဟိုဘလုံးခေါမလဲနားမရောကြားဝင်လို့လေဒါလည်းကျွန်တော်ဒါသူတို့ဘက်ကိုကျွန်တော်တို့ပြောပြတာပေါ့နော်သူတို့ဘက်ကိုပြောပြသူတို့အတွက်ဒီအရေးကိုဒီပြင်ပကလူတွေ ညှောက်ပင့်ပေးတဲ့အတိုင်းရှောက်လို့လို့သူတို့အတွက်ဘာကျိုးကျေးဇူးမှမရလာနိုင်ဘူး။တော့ကျွန်တော်ပြောချင်တယ်အဲ့ဒါပြောချင်တယ်။ဆိုတော့နောက်တစ်ခုကတော့ပါလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတရုတ်ဆောင်နေရှိတယ်ကျွန်တော်ရေမင်းမင်းမင်းအားလုံးပြောရင်တေးဥဆောင်နေတေးဥဆောင်နေတော်တယ်ပြီးရမြန်မာနိုင်ငံ2021ဒီဘက်နောက်2021အပြီးပေါ့ဗျာ2021ဟလာဒီအပြီးမှာလုံးတိုင်ဆောင်ရခဲ့တဲ့တေးဥဆောင်နေတော်တယ်သူတို့ကကြားရနေရမှာတေးဥဆောင်တက်တယ် ဖက်ခွက်ဖက်ခွက်စားဟိုဘက်မှာဟာအဲ့ဒါဒီ2021မှာဟာဒီအနာထိန်တော်ဆန့်ကျင်ကြတော့လေသူတို့ PPV ဝင်သေးအောင်ဆောင်ကြတာပဲဟိုဘက်မှာ PPV ဝင်သေးအောင်ဆောင်ကြတာပဲအော်ဒီဘက်မှာ PPV နဲ့တိုင်းပြီးတည်ငင်လာတဲ့ခါကျတော့လေဒီဘက်မှာပြန်ပြီးဝင်သေးအောင်ဆောင်ကြတာဒါသူတို့ကျွန်တော်ကဘလင်းနေတာမဟုတ်ဘူးသူတို့ကတရုတ်ဆောင်လဲဟာကိုပိတ်ကားပေါ်မှာတော့မဟုတ်ပဲနဲ့ပြင်ပလောကမှာတော့သူတို့ကတရုတ်ဆောင်ပညာတွေကဟိုအစွမ်းထက်တယ်လို့ကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တာ ဆိုဘာလဲဆိုတော့အဓိကကျွန်တော်ပြီးပြီးခဲ့တဲ့ရပိုင်းအားလုံးလည်းကြည့်လိုက်အောင်ပါမယ်ရုံတန်ဇလန်တွေးလေးပေါ့နော်အဲတေယုဆောင်တေယုဆောင်မင်းခေါ်ကြတေယုဆောင်ပြည်တီဦးပေါ့နော်ဆိုတော့ပြည်တီဦးကထောင်ကနေဟိုလွတ်လာတယ်ပေါ့နော်လွတ်လာရဲ့သူညီမကနေပြီးတော့ရက်ွက်ရိုးမှာမဲဆန္ဒရှင်စီရင်ကတ်ထားတာတွားကြည့်တယ်ပေါ့နော်မဲဆန္ဒမှာအာဒီဗီရဲ့သူ့အဖေနာမည်ပါတာတို့ထောင်ကြခဲ့သူ့ကိုနာမည်မပါတာတို့ပဲအဲ့ဒါကိုအင်မြန်မာပြောပြတယ်ပြောပြတော့ပြည်တီဦးကရက်ွက်ရိုးကောင်းပဲကွန်မြူနီဖွဲ့ရင်တွားမေးတော့ ဘယ်ပုံစံဆိုင်နဲ့ဒီသုံးပေးသေးရမယ်ပါညာဒါရီဘောပြားချောက်မယ်ဆိုပြီးထားရရှင်းပြလိုက်တာပေါ့နော်အဲနောက်ဆုံးမှာတော့ PDU ကအားလုံးသဘောပေါက်သွားပြီးတော့လူလူအားလုံးကိုနံမီပါလာမပါလာမဲဆင်းမှာတွားကြည့်ကြပါသေးတယ်သူကစော်ရတယ်ပေါ့နော်အဲစော်ရစသိန်းဝါတော့ပါလားလေကျွန်တော်တို့ကဟိုပြောရရင်တော့ဒီလူမျိုးဟိုဘလူးခေါ်မလဲဟိုစောက်တင့်တဲ့လူလက်ခံတယ်လက်ခံဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်တဲ့အစိုးရတစ်ဖွဲ့ရှိရမယ်ဟုတ်လားဒီပြည်တည်ဦးပြည်တည်ဦးကကျွန်တော်လည်းငင်ပါပါကျွန်တော်သိတယ်ပြည်တည်ဦးတို့အိမ်နာကြော်တယ်လို့ဆိုတာကျွန်တော်အမေအိမ်နာမှနေတာပြည်တည်ဦးတို့အိမ်နာကြော်တယ်လို့အိမ်နဲ့ကျွန်တော်အမေအိမ်နဲ့တိတ်မဝေးဘူးဒါတော့အဲ့တော့သူတို့အနေနဲ့အိုဘမာလည်းတည်ဥဆောင်ခဲ့တယ်ပေါ့နော်နှစ်ရောင်းနှစ်ဆက်တည်းအနာထဲမိမှလည်းတည်ဥဆောင်ခဲ့တယ်တကယ်ကိုသူတို့ပြည်ပြည်ပြည်တည်ဥဆောင်နိုင်တယ်ဟောဒီမဲ့ရောက်တော့လည်းသူတို့ပြန်ဒါဒါတည်ဥဆောင်တယ်ပေါ့နော်ဒါပြောရရင် နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ကလူလောကကြီးဆိုတော့အားလုံးကကြားရဇက်ရုပ်ကိုတေယုတ်ဆောင်နေရတာပဲလေကျွန်တော်ပြောချင်တာနော်အဲ့တော့အဲ့ဒီတေယုတ်ဆောင်တဲ့အခါမှာအလူလူအကျိုးကိုပတ်ဝန်းကျင်အကျိုးကိုနိုင်ငံကိုလူဖွဲ့စည်းအကျိုးဘယ်လိုခေါ်မလဲအကျိုးရှိတဲ့နေရာနဲ့တေယုတ်ဆောင်ရတာကောင်းတော့ဗောမဟုတ်လားကျွန်တော်ပြောချင်တာဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံနိုင်ငံသားမှာနှစ်20လောက်နေဦးတယ်မိသူမဆိုးစကားဝန်တစ်ခုရှိတယ်မိမိအိမ်ထက်ကောင်းတဲ့နောက်တဲ့အိမ်ဆိုတာမရှိဘူး နာစကောင်တခုပေါ့နော်အဲ့တော့အဓိကကျွန်တော်ပြောပါလို့ကိုမြန်မာနိုင်ငံသားဘယ်နိုင်ငံသားသွားဘက်ဘုတ်ဘယ်ပတ်ဘုတ်ကင်လာတာခင်ဗျာတော့ကြိုက်တဲ့နေရာသွားခင်ဗျာမြန်မာနိုင်ငံသားပဲမြန်မာဒီကောင်းရင်ခင်ဗျာဟိုအလုံးကမြန်မာဒီကောင်းနေမြန်မာလူမျိုးတွေရန်အာဘလူးခေါင်းလဲရင်ကြီးတယ်လိန်မာတယ်ပြောမှာမြန်မာလူမြန်မာနိုင်ငံမကောင်းရင်ဘာပြောလဲမြန်မာနိုင်ငံစင်းရမြန်မာလူမြန်မာလူမျိုးတွေဟာလက်ကားကောင်းနေကိုဘလောက်ကောင်းနေနေအလို့ပြောခံရမှာတော့ကျွန်တော်တို့ကဘာလဲဆိုတော့ကိုတိုင်းပြည်ကိုဝိုင်းတိဆောင် အဲ့လိုဝိုင်းတိစောက်တဲ့ခါမှလည်းဟာအစိုးရတစ်ခွေတော့ရှိနေမှာလေခမကြိုက်ကြိုက်မကြိုက်ကြိုက်အစိုးရတစ်ခွေတော့တိုင်းပြည်တပြည်အိန္ဒိယတခုတတ်မှတ်ထားတဲ့နယ်နိမိတ်အတွင်းမှာရှိနေတယ်အစိုးရတစ်ခွေတော့ရှိနေမှာခမကြိုက်သည်ဖြစ်သည်မကြိုက်သည်ဖြစ်ခမမကြိုက်လို့ကိုတိုင်းပြည်ကိုဖျက်လိုက်ရင်လေခမတို့ရတယ်ပြောကိုလူအဖွဲ့အစည်းပါအဲ့အဖြစ်အစည်းတွေတန်ကိုခံစားရမှာကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်တို့ကပါလဲဆိုတော့တိကအစိုးရဆိုတာကလည်း ဟုတ်ကဲ့ကျွန်တော်တိုင်းပြည်အစိုးရဆိုရတယ်တကယ်ဟုတ်လားအိုးဘာတကယ်ဟိုကွန်မြူနတီနိုင်ငံကြီးလို့အာဏာရှင်ကြီးတွေမဟုတ်ဘူးကျွန်တော်တိုင်းပြည်မှာသူဥပဒေနဲ့သူဟာနဲ့သူပြဋ္ဌာန်းချက်နဲ့ကျွန်တော်တို့ကပြုပြင်ပြောင်းလဲယူလို့ရရဲဆိုအပြာလန်ဆွေးနွေးလို့ရရဲအစိုးရနဲ့ပြည်သူကြားဟုတ်လားအစိုးရနဲ့အခွန်ထမ်းနေကြားပြန်လန်ဆွေးနွေးရကျွန်တော်တို့ကအဲ့ဒါကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်ယူသွားမှာအဲ့လောက်နားလေရှင်ဒါပြောရရင်ဒီဟာဒီရုပ်ရှင်ဒီတေးဥဆောင်နေဆိုလို့ရှိရင်ဒါတို့ကမြန်မာပြည်မှာဆိုတကယ် ဟိုပြောရရင်ဟို populist တွေပေါ့နော်တကယ် populist တွေသူတို့တစ်ခုလုံးလိုက်ရင်လူတွေကသူတို့အဲ့လိုတော့တည်အဲ့တော့သူတို့တွေအနေနဲ့ကတိုင်းပြည်ကိုတစ်ပြေးပြေးပြုပြင်ပြောင်းလဲရာမှာသူတို့ကဥဆောင်တဲ့ခိုင်းကဏ္ဍပါတဲ့နေသူတို့ရဲ့ဟာလားဟိုဘလို့ခေါ်မလဲဒီဟိုအမွန်ဒီယာတွေပါတယ်ကိုဖယ်ထားရလို့ဥမာပြရတိုးဆောင်ဆိုတော့သူတို့တိုးဆောင်ရတယ်ကင်မရာရှိရတော့လို့ရှိရင်သူတို့တရောင်းသားနဲ့တရောင်းသားနဲ့တိုးဆောင်ရတာပဲလေ တထင်းနဲ့တထင်းနဲ့တူအောင်တည်ဆောင်ရအောင်သူတို့အဲ့ဒီမှာစိတ်သွားပါလို့မရအောင်ကျွန်တော်ပြောချင်တာအဲ့တော့တိုင်းပြည်ကိုပြန်လဲပြီးတော့ဟလာဒီဟိုတိဆောင်လုံးတဲ့အခါမှာလဲသူတို့ဟလာဒီလိုမျိုးသူတို့ကြရနေဟာနေတည်ဆောင်လို့မရအောင်လားရတာပဲလေအပေါ်မှာသူတို့ဟလာထားပါတော့လက်သုံးချောင်းနေထောင်ပြီးတည်ဆောင်ရဲ့ပြီးပြီးဒီဘက်မှာတိုင်းပြည်ပြန်လဲတိဆောင်ဖို့အတွက်အားလုံးဝမ်းဝမ်းကြိုးစားနေကြတာအဲ့ဒီမှာတခိုးချဘိုးလဲပါမှာပဲဟလာဟိုဟန်ဆောင်ပြုံးနေတဲ့လူတွေလဲပါမှာပဲခုနကအခုသုံးနေကြတာဖယဲသီးဆိုတဲ့လူမျိုးလဲပါမှာပဲ တကယ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စီခြင်းပြီးတော့တကယ်အားလိုက်ခွန်ဆိုင်လုပ်နေတဲ့လူတွေလည်းပါမှာပဲကိုကြိုက်တဲ့လူလည်းပါမှာပဲကိုမကြိုက်တဲ့လူလည်းပါမှာဒါရဲ့ပြဿနာမဟုတ်ပြဿနာဟိုနေ့ကအဓိကကိုလို့အောင်မှာကိုတက်တဲ့ပညာနဲ့ကိုတိုင်းပြည်ရဲ့နာတစည်းလောက်ပဲဖြစ်ဖြစ်ပေါ့ဗျာတထောင်တနေရာပဲဖြစ်ပေါ့ဦးကျွန်တော်တို့လုပ်နေတယ်လို့တော့ပြောလို့ပြောရင်ကျွန်တော်ကပုံပြောရလို့ရှိရင်အဲ့ကောင်သူကြောင့်သူ ပရိုဂရမ်လေးလုပ်တော့မယ်ဆိုရင်ပြောကြအောင်မယ်မဟုတ်ပါဘူးကျွန်တော်ကကျွန်တော်တက်နိုင်တာကျွန်တော်လာလုပ်ပေးနေတာဒါပြောကျွန်တော်မှလည်းဟာလာကျွန်တော်မြန်ပြောပါတယ်ကျွန်တော်ဟော်လန်ကျိုင်းနေချိန်ပြန်လို့ရတယ်ပြန်လို့ရတယ်ကျွန်တော်ပြောချင်တာဆိုတော့ဒါလည်းကျွန်တော်ဟာလာဟိုအကျိုးမဲ့အလုပ်တွေတော့ကျွန်တော်မလုပ်ချင်တော့နောက်ပိုင်းကျတော့ကိုယ်လုံးလာရင်လည်းပို့ပြီးတော့သဘောပေါက်လာတယ်ဩဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာတွေကိုလူတွေတချို့ရင်ကြည့်ကြတယ်၁၀ယောက်ကြည့်ရင်ဒီ၁၀ယောက်ကိုခေါင်းလိုက်ရောက်သွားစေချင် ်ကျွန်တော်တို့လူမျိုးတော့အဲ့တော့အလုံးပညာသမားတွေကကျွန်တော်တို့ထက်ကိုယ်မင်းတို့ကပေးတတ်ပြီးများတယ်သူတို့အကောင်းလေးတခုပြောလိုက်ရင်အဲ့ဒီအကောင်းလေးကိုလူတွေကလက်ခံတယ်သူတို့အဆိုးပြောလိုက်ရင်အဲ့အဆိုးကိုလက်ခံတယ်အဲ့တော့အဲ့လိုပါလို့တော့အဆိုးပြောပြီးတိုင်းပြီးဖြတ်မလားအကောင်းပြောပြီးတိုင်းပြီးတိဆောက်မလားအဲ့နှလမ်းမရွေးရမှာရင်ထဲမှာရှိတဲ့ခံစားချက်ကိုကိုယ်ရင်ထဲမှာတင်ထားလိုက် အားလုံးကလူတိုင်းဝိုင်းကိုနေထိုင်နေရလူတိုင်းဝိုင်းထဲမှာနေနေတဲ့အတွက်ဒီအတိုင်းဝိုင်းကိုကောင်းမွန်ဘယ်လိုလုပ်မလဲပဲအဲ့ဒါကိုပဲကျွန်တော်တို့ကစဉ်းစားရမှာစဉ်းစားရကျွန်တော်ပြောချင်တယ်ဒီတိုင်းဝိုင်းကိုဖြတ်စီလိုက်လို့ခင်ဗျားပြကိုအိမ်တိုင်းကိုကိုအောက်ကနေလွှမ်းနေဖြတ်လိုက်ပါလုံးလားအိမ်ပြူကြောင်မှာကိုနေစရာမရှိဖြစ်သွားမှာပေါ့ကျွန်တော်ပြောချင်တာအခုလူငယ်တွေကိုလည်းကျွန်တော်တို့ကအဲ့ဒါပြောချင်တာခင်ဗျားသူများတိုင်းမှာဘယ်လောက်ကြာကြာနေနေမှာလဲကျွန်တော်အသက်20ရွယ်ရဲ့နိုင်ငံခြားထွက်လာတာ ဘယ်ညမှာပြောလို့ရှိရင်ဟာတနေ့လောက်ကြာဆိုငါပြန်ရင်ဗမာပြန်ပြန်ရင်နေပြီလူငယ်ပိုဆိုးတယ်လူငယ်ပိုပြီးတော့အိမ်လွမ်းတဲ့ယောဂပိုရှိတယ်ကျွန်တော်ပြောချင်တာဆိုတော့ဒါကြောင့်ကျွန်တော်ပြောချင်တာပါလို့ဆိုတော့ကျွန်တော်တို့ကကိုယ်အိမ်ကိုตายအောင်ဝိုင်းဝန်းတည်ဆောက်ရမယ်မွေးချင်တော့မကျင်းတဲ့ချက်တွေပြောလို့ရတယ်ခွင့်ပွင့်ပေးရတယ်လေဗျာဒီမိုရီစနစ်ကိုသွားနေလို့ပြောရတယ်လေဆိုရအနေနဲ့ရုပ်ောက်ဝယ်ပြီးဒီနေ့ပူပွင့်လင်းမြင်တာလာအောင်မယ်ကျွန်တော်ပြောချင်တာအားလုံးဥရီနဲ့အကာအကွယ်ပေးထားတယ် တချို့ဥပဒေကအသက်မွင်တာပဲရှိတယ်ဒါပေမဲ့အခုဥပဒေတွေကအကုန်လုံးရှိနေတာကျွန်တော်ပြောရအောင်အဲ့တော့ကျွန်တော်တို့တိကပါလဲဆိုတော့တရားဥပဒေစိုးမိုးရေးကိုပဲကျွန်တော်တို့ကဒါကိုထက်ထလင်းလင်းတောင်းဆိုပါမယ်ကျွန်တော်ပြောချင်တာဒါပေမဲ့ကိုယ်တိုင်းပြည်ကိုယ်အိမ်ကိုယ်လူမျိုးတွေတိတ်ခါကြအောင်ဖြတ်စည်းလို့တော့မရဘူးเนาะဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့အခုနှုတ်ပြန်သမားတွေဒါပြည်သူတို့အင်တာကျော်တယ်လို့ဆိုတော့ပြောရင်ကျွန်တော်တို့ ਨੇ ရက်ရွှေရက်မျိုးတော်တယ်လို့တော့ပြောလို့ရတာပေါ့နော်ကျွန်တော်တည့်ရက်ကတည်းက ဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တိုင်းပြီဟုတ်လားခင်ဗျားတို့ကြိုက်ချင်းမကြိုက်ချင်းခဏတာကျွန်တော်တို့ကလက်တွေ့နိုင်ငံရေးကိုလောရပေါ်စိတ်ကွင်းနိုင်ငံရေးပေါ့ဟာလားအစ်စင်နေနဲ့တိဆောက်တာလက်တွေ့နိုင်ငံရေးဆိုတော့ပါလေကိုလောရမဲ့လောက်ကိုလောက်တာတောင်လေသမားစပါးဆိုင်ရမယ်အလိုသမားလောလောရမယ်ရုပ်ရှင်တရုတ်ဆောင်ရမယ်တရုတ်ဆောင်ရမယ်အဲ့ကျွန်တော်ပြန်တာကိုရဲ့လက်တွေ့အလောက်ကိုလောက်တာဒါကြောင့်မို့ကျွန်တော်တို့ကအခုပြည်တည်ဦးလို့ပါတော့ဒီလိုဟာလားအဲ့တော့အချိုးပြစကားကြီးပြန်ရလာတယ်ကျွန်တော်လက်ခံတယ် လက်ခံတယ်ကျွန်တော်ကျန်တာရထားလိုက်တော့ဒါတော့လူတိုင်းဟာပြောလို့ရှိရင်တို့ဟိုဘယ်လိုမှားတယ်လို့မပြောဘူးလေသူတို့ရဲ့စိတ်ခံစားချက်လူတိုင်းမှာစိတ်ခံစားချက်ရှိတယ်အိမ်မက်တွေရှိတယ်ဖြစ်လာမလားလို့လုံးကြတာပဲလေကျွန်တော်ပြောချင်တာဒါပေမဲ့ဘယ်အရာမှဆိုနီလန်တလန်လည်းမရှိဘူးကျွန်တော်နီလန်တွေအများကြီးရှိတာတိုင်းပြည်ကောင်းအောင်ကောင်းတိုင်းပြည်ကောင်းမလို့လုံးကြတာမဟုတ်လားအဲ့တော့တိုင်းပြည်ကောင်းအောင်လုံးတဲ့နီလန်တွေအများကြီးရှိတာပဲလေကျွန်တော်ပြောချင်တာဒါကိုသိချင်တယ်ဒါကြောင့်မို့လားဟုတ်လို့ရှင်သူဆောင်တွေတော်တော်များများပြန်ပြီးတော့ အာနိုင်ငံတော်မှာနိုင်ငံတော်နဲ့ပြန်ပြီးတော့ဟိုပြန်ပူးပေါင်းလာလို့ပြောရပါတော့နော်ဒါတော့ပြောရမှာပေါ့နိုင်ငံတော်ကနားလဲလာတယ်ပေါ့နော်ဒီစကားကပိုလာတယ်နိုင်ငံတော်ကပြန်လဲနားလဲလာတာကျွန်တော်ကကြိုးဆူရဲနော်ကြိုးဆူရဲလို့နော်အဲ့လိုပြောရင်ကျွန်တော်တို့မြန်မာဟတ်တော့နေ့ဆက်လာ2020အဲ့တော့ဒါနိုင်ငံတော်ပေါ်ပြန်လည်နားလည်လာတဲ့အမှုပညာရှင်တွေကိုလည်းဒါတမတော်ဇူကအနေနဲ့ဒါလေးဟိုဟာနူးနူးထွေးထွေးပဲကျူစွာပါတယ် ဟိုဘာမှအပြင်းမပြောပါဘူးနိုင်ငံတော်ကောင်းအောင်ကောင်းယူလုပ်မယ်ဆိုရင်တမလို့ဆိုရအမြဲတမ်းကြိုးစားလဲပါဒါရင်းချက်တဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးလုပ်မယ်ဆိုရင်ရင်းချက်တဲ့နိုင်ငံရေးလုံနီလောက်ဟန်နေတဲ့လောက်တာတိုင်းပြည်မနဲ့နာဘူးပြည်သူတွေဆင်းရဲဒုက္ခမရောက်ဘူးပေါ့ဗျာအဲ့တော့ရင်းချက်တဲ့နိုင်ငံရေးအတွေ့အခေါ်တွေနဲ့ကျွန်တော်တို့မကြခင်လာမယ့်ရွေးကောက်ပွဲမှာကျွန်တော်တို့ဝင်ရောက်မဲ့ပေးရှင်ပြိုင်တဲ့ကိုယ်စားလှယ်တွေအရှင်ပြိုင်ပြီးတော့ တိုင်းပြည်မနဲ့နာအောင်တိုင်းပြည်အေရန်သားရပြီးဖွံ့ဖြိုးတိုးတက်အောင်လှုံ့ဆော်သွားဖို့ကအရေးကြီးဆုံးပေါ့အခုဒါတော့ဟိုတော်ရဲကောင်တွေကဒါအခြေအနေမကောင်းတော့ဘူး PDF တွေကခုနကောင်ပြောသလိုအခြေအနေမကောင်းတော့ဆိုတာဒါသူဟပ်ပါပါသူလက်နက်ကင်ပြီးတိုက်ခဲတယ်တိုက်ခဲတဲ့ဥစားတွေကအကုန်ခွက်ခေါက်တွေကခိုးစားကရင်တပုံတွေကခိုင်းစားမရင်းချင်းမိန်းကလေးမရင်းချင်းယောက်ျားလေးကိုရှေ့ကနေတက်ပြီးတက်တက်ခိုင်းပြီးအသေးခံခိုင်း ေသေးဓာတွေလည်းအများကြီးပဲအပုံလိုက်ပဲစင်းနေစွာဒါဓာဓာတွေကလည်းဒါကိုနိုင်ငံရဲ့ဒါအနာဂတ်မျိုးဆက်သစ်တွေပဲတမျိုးမိပါတယ်အဲ့တော့ပြောချင်တဲ့အချက်ကတော့ရင်ကျက်တဲ့နိုင်ငံရေးအတွေ့အခေါ်တွေနဲ့တမ်းပြီးဖွံ့ဖြိုးတိုးတက်အောင်အေဂျင်တာရအောင်ဆက်ပြီးတော့သွားကြပါလို့အားလေးတောင်းဆိုရင်းနဲ့အားလေးတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ပြန်ဆုံးမယ်